ဝေးချတဲ့သူတွေအတွက်လည်းကောင်းစားလို့လည်းကောင်းကျမကြီးအတွက်လည်းအရင်ကောင်းတယ် ထော်ဘက်ဒီကိုကျွန်မကကျဥ်လေးနဲ့တခြားအသီးရွက်လေးပါထည့်ပြီးတော့မှတုပ်ပြပေးသွားပါမယ်ရှင်။အရင်ဦးဆုံးကျွန်မကကျက်သွန်ဒီတွေကိုအစင်ပြေတလို့လေးအတုံးလေးတွေလေးလိုက်ပါတယ်။ပြီးတော့တော့တခွာဒီလေးတွေကိုလေကိုကျန်နေတတ်တလို့လီးပေးလိုက်ပါမယ်ရှင်။တခွာဒီလီးပြီးသွားပြီဆိုလို့ရှင်ကျွန်မတို့ကထော်ဘက်ဒီခွာပါမယ်ရှင်။ထော်ဘက်ဒီကိုတော့ကျွန်မကဒီမှာနှလုံးသုံးနေတခွာဒီကိုကျွန်မက သုံးလုံးသုံးခဲ့ပါတယ်ကျွတ်နေရတော့တလုံးပေါ့နော်အဲ့အလေးကိုထည့်တယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကင်ချီလေးကိုထည့်မယ်သူကအချင်းရယ်ပြီးတော့မှနင်းနှင်းငံနဲ့အငံတက်ရဖို့အတွက်သူကိုသုံးတာဖြစ်ပါတယ်ပြီးသွားတော့ new ဒီဇိန်းလေးကိုနှစ်တောက်ထည့်ပါတယ်တံမျိုးဒီတစ်ချမ်းထည့်တယ်ပြီးသွားတော့ချက်ဥလေးလုံးထည့်ခဲ့ပါတယ်ပြုတ်ပြီးသားလေးလုံးပေါ့နော်သူ့ကိုခြေပြီးတော့မှထည့်ပါမယ်ရှင်တံမျိုးဒီလေးကိုညှစ်ထည့်ပါမယ်နောက်ဆုံးမှာတော့ကျွန်တော်တို့က အရသာအနည်းနဲ့ဂျပန်ရသာမုန်နဲ့စားနေရထဲပါတယ်ရှင်။စီကိုလည်းနင်းခဲ့တုံးပါတယ်ကျမကတော့ကျမရေနဲ့ညှို့ညွတ်တဲ့တန်လွင်စီကိုတုံးထားပါတယ်ရှင်။ဒါဆိုလို့ရှိရင်တော့သူတို့အားလုံးကိုကျမတို့ကတသားတည်းဖြစ်သွားအောင်လို့နေပေးလိုက်ပါမယ်။ဒီအတုပ်ရဲ့အရသာလေးဒီကဲအရန်အရန်ကိုမှစားကောင်းလို့ဝိတ်ချတဲ့သူတွေဖြစ်ဖြစ်ကျမရင်းနဲ့ညီညွတ်တဲ့အစားအစာကိုစားချင်တဲ့သူတွေဖြစ်ဖြစ်စမ်းလို့ကြည့်တစ်ခါလောက်လုပ်ကြည့်ပြီးဆိုရင်က မလိုပဲတပတ်ကိုအနည်းဆုံး2ချိန်လောက်ရတာကိုစားချင်နေတာပေါ့နော်ဖြစ်နိုင်တော့နေ့တိုင်းစားချင်နေတယ်ဒါပေမဲ့ထောဘတ်တီးကဘယ်တော့မှတည်တဲ့အတိုင်းတစ်လုံးဆိုလို့ရှိရင်သူက89ဘတ်လောက်ပေးရပြီတချို့လုံးလေးဆို100ကျော်ရှိတယ်ဆိုတော့음နေတော့စဉ်းစားရတာပေါ့နော်အာတပတ်ကို2ချိန်လောက်တော့လှုပ်ရှားဖြစ်နေတယ်အစားအစာဖြစ်လို့အားလုံးပဲပြင်ပြီးတော့မှလုပ်ကြည့်ကြပါအားလုံးပဲအဆင်ပြေကြပါစေရှင်နောက်ထပ်ဗီဒီယိုတွေမှာကျမတို့ဟင်းချက်ညီအစ်စ်တွေနဲ့ထပ်ပေးကြပါမယ်အားလုံးကိုကျေးဇူး 吧，拜拜。